ော်ဒဂီဘက်ကိုဂိုးသွင်းပြီးသူ့ပုံစံအောင်ပွဲခံခဲ့တဲ့ဝိုင်လန်ကိုအထာကြကြမှတ်ချက်ပေးလိုက်တဲ့စင်ဂျီရန်နဲ့တို့ပရိသတ်များလုံးမဲမိလာများရွှေရိုအိုင်ဘက်ကွန်ရှီကိုအွန်လိုင်းအေဂျင့်ကနေပြန်လည်ချိုးလိုက်ပါရင်ဇေယိုင်စန်းနေနဲ့အမိုင်စန်းနေပြီးပေါ်တူဂီဘက်ဂိုးသွင်းကသူ့ပုံစံအောင်ပွဲခံသွားတဲ့ဝိုင်လန်ကိုစင်ဂျီရန်နဲ့တို့ကမှတ်ချက်ပေးသွားခဲ့ပြီးဖြစ်ပါရင် ဖွိုင်လန်ဟာပြီးခဲ့တဲ့ Nation League ပွဲစဉ်မှာ Ronaldo ရဲ့ရှေ့မှာပဲ Portuguese ဘက်ကိုအနိုင်ဂိုးသွင်းပြီးစူပီပုံစံနဲ့အောင်ပွဲခံသွားခဲ့ပါတယ်။ဒါကဘောလုံးပရိသတ်တွေချာမှာပြောစရာဖြစ်နေပြီးဖွိုင်လန်အနေနဲ့စိတ်ကြီးမကိုရှေ့မှာထားကမလေးမစားပြုတ်လိုက်တာလားလို့မေးခွန်းထုတ်နေကြတာပါ။ Ronaldo ကလည်း Portuguese ဘက်ကိုဂိုးသွင်းပြီးအောင်ပွဲခံသွားတဲ့ဖွိုင်လန်ကိုအခုလိုမျိုးပဲပြန်လည်တုပ်ပြန်လာခဲ့ပါတယ်။ဖွိုင်လန်ဟာ Portuguese အသင်းနဲ့ဒိမန်အသင်းတို့ကစားခဲ့တဲ့ Nation League ပွဲစဉ်မှာအရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒိမန်အသင်းဟာပရာဝိုင်းမှာကလေးကဥဆောင်ကိုရနိုင်ချေရှိခဲ့ပြီးပနတီရခဲ့ပေမဲ့အရီဆင်လွဲချော်သွားခဲ့တာပါ ဒုတိယပိုင်းရောက်မှာဒိမက်တို့အနိုင်ကိုရခဲ့ပြီးလူစားဝင်အစားမှာဝိုင်လန်းကသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက်ဝိုင်လန်းဟာအပြောလွန်ကျပြီးရနယ်ဒိုရဲ့အထင်ကြီးအောင်ပွဲခံဖြစ်တဲ့အိုင်ယန်ဟီယာငါဒီမှာရောက်နေပြီဆိုတဲ့ပြိုင်ဘက်ကိုမထီမဲ့မြင်လို့တဲ့အောင်ပွဲခံရောစူဝီအောင်ပွဲခံကိုပါ၃ဆွဲကအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်ဒိမက်ကဒီဘက်မှာတော်တော်လေးကိုကောင်းခဲ့ပြီးတသိန်းလုံးရုံးကစားခဲ့တာပါဒီကိုကော့စတာလက်ဆွမ်းပြနေလို့သာပေါ်တူဂီတို့ခံသားနေတာဖြစ်ပါတယ်ဒုတိယအကြောအကြံသေးတာမို့တော်သေးတယ်လို့ပဲဆိုရမှာဖြစ်ပြီးဆီမီဖိုင်နယ်တက်နိုင်ခြင်းရှိနေပါသေးတယ် ပြောစရာဖြစ်ခဲ့တာကဟွိုင်လန်ရဲ့အောင်ပွဲအခမ်းအနားမှာရန်လိုတရားလုံးကွင်းထဲမှာရှိနေချိန်ဟွိုင်လန်ရဲ့လောရက်ကပြောစရာကောင်းနေတာဖြစ်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာလည်းပရိသတ်တွေကဟွိုင်လန်နဲ့ပတ်သက်ပြီးမိခွန်းတွေကိုစီထုတ်နေကြတာပါဒီလိုနဲ့အခုဆိုရင်ဟွိုင်လန်နဲ့ပတ်သက်ပြီးစိန်ကြီးရော်နယ်ဒိုကမှတ်ချက်ပေးလာခဲ့ပါပြီသူကဟွိုင်လန်ကျွန်တော်ရဲ့ပုံစံအောင်ပွဲခံတာကပြဿနာမဟုတ်ပါဘူးသူကျွန်တော်ကမလေးမစားလောက်တာမျိုးလည်းမဟုတ်ပါဘူး သူမမဟုတ်ပါဘူးတခြားသောကစားသမားတွေတခြားသောအားကစားကသူတွေလည်းကျွန်တော်ပုံစံမျိုးအောင်ဝဲလိုက်ခံကြတာပါပဲလို့ပြောခဲ့လိုက်တာဖြစ်ပါရင် Redo ဆိုတာကမ္ဘာပေါ်လုံးပြည်သက်တန်မောင်းများစွာရဲ့ချစ်ချင်းမေတ္တာကိုတင်ပိုင်ထားနိုင်သူဖြစ်ပါရင်ထို့အတူပဲလူငယ်ကစားသမားများစွာကလည်းစူးစမ်းမှုရဲ့ပြရောက်ခြေရနယ်တွေကိုဆံများပုံကိုဖြင့်သတ်မှတ်ထားသလို Redo ချီအာကိုနေနိုင်ဖို့ဆန္ဒရှိနေကြတာဖြစ်ပါရင်မြောင်များစွာသောနာမည်ကျော်ကစားသမားတွေဟာသူတို့ကိုသူလို Redo ပြည်သက်ပါဆိုပြီးတရားဝင်ဝင်ခံထားကြပါရင်ဘောလုံးလျောင်း၅ဆုရှင်ချန်ပီယံလိပြိုင်ပွဲအကောင်းဆုံးကစားသမားကမ္ဘာပေါ်လုံးသမားရဲ့အသွင်းကိုဆန်ကျင်တဲ့ပတ်သက်လာရင်တူနိုင်မမီသူ ရော်နယ်ဒိုကအခုထိတောင်မှလူငယ်တွေနဲ့အပြိုင်ဂိုးသွင်းချန်ပြနေတော့မှပဲရော်နယ်ဒိုကဘောလုံးလုံးကမှစူးစမ်းမှုရဲ့ပြောင်းရွှေ့ကြည့်လို့ခေါ်ဆိုကြပါတယ်။သူ့ရဲ့ဒက်စီပလင်ဖျက်မှုကလည်းတကယ်ကိုဆန်ပြပါပဲ။သူကပါရမီတရာခိုင်နှုန်းရှိတယ်ဆိုရင်ကျန်တဲ့69ရာခိုင်နှုန်းဟာစူးစမ်းအားထုတ်မှုစီကံတည်ဝဲမှုတွေဖြစ်ပါတယ်။ဘုရားသခင်ကလူသားတွေကိုသူ့ရဲ့ကိုင်ကြီးမပါဘဲအောင်မြင်နိုင်မလားစမ်းသပ်လေးရှိရလို့ဆိုပါတယ်။ ဒါဆိုရင်ဖျားသခင်ရဲ့ဆိုပါစမ်းသပ်မှုကိုအောင်မြင်ခဲ့တဲ့သူကရော်နယ်ဒိုပါပဲရော်နယ်ဒိုဟာအခုလောဘောလုံးသမားရဲ့ထာဝရအကောင်းဆုံးစင်းဝင်ကစားမဖြစ်လာဘူးသူ့ချီဟာသူ့လက်နဲ့ကြိုးစားခဲ့ရသူပါကွင်းထဲမှာလည်းမကပါဘူးကွင်းပြင်ပမှာလည်းရော်နယ်ဒိုဟာလေးစားစရာကောင်းတဲ့ပုံကိုမျိုးပါသူကချစ်ခင်ကြတဲ့ပရိသတ်တွေကိုအများနဲ့အလေးပေးပြီးတပ်ပုံတွဲရိုက်ခွင့်ပေးတဲ့လို့ဒလေးစားနဲ့ပြန်လည်နှုတ်ဆက်တဲ့သူလည်းဖြစ်ပါတယ် ဘလောက်တော့လဲဆိုရင် Real Madrid မှာကစားခြင်းက Madrid မျိုးတွေကလည်းဖိအဆိုင်ကို surprise တိုက်သွားထိုင်ရင်လည်းဖိအသုံးလင်းကုန်ပဲတောက်လိုက်ရပြီပရိသတ်တွေကိုဓာတ်ပုံတွဲရိုက်ပြီး fans အပဲပေးခဲ့ဘူးတာဖြစ်ပါတယ်။ဒါကြောင့်လဲ White Line ကိုတချို့ပရိသတ်တွေက Portugal ဘက်ကိုကိုးသွင်းပြီး Ronaldo လိုတော့အောင်ပွဲမခံသင့်ဘူးဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ပွဲပြီးမှာတော့ White Line ကသူ့အနေနဲ့စေကြီး Ronaldo ကိုမထီမဲ့မြင်လှုပ်ဆောင်အောင်ပွဲခံသွားခဲ့တာမဟုတ်ကြောင်းခုလိုပဲရှင်းပြသွားခဲ့လိုက်ပါတယ်။ ကျွန်တော်ရနေတို့ကမလေးမစားလောက်တာမဟုတ်ပါဘူးရနေတို့ကကျွန်တော်ရဲ့ဆံပြားပုတ်ကိုပါကိုယ့်ရဲ့ဆံပြားပုတ်ကိုကိုမလေးမစားမလုပ်ပါဘူးဒီဘက်မှာကျွန်တော်ကရနေတို့နဲ့ကစားခွင့်လည်းရသေးတယ်ပွဲစဉ်အနိုင်ကိုကိုလည်းတွင်းနိုင်ခဲ့သေးတယ်ဆိုတော့ပျော်ရွှင်စားနဲ့အောင်ပွဲခံခဲ့တာပါဒါမျိုးဖြစ်လာဖို့ဆိုတာမျိုးနိုင်စရာကောင်းပါတယ်လို့ဆိုသွားခဲ့တာဖြစ်ပါတယ်ဝိုင်လန်အနေနဲ့ပျော်လွန်းလို့အောင်ပွဲခံတာဖြစ်ပြီးစေကြီးကိုမလေးမစားလောက်တာမဟုတ်ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ် ရနေတို့ကလည်းဝိုင်လိုင်းအောင်ဝဲခံကိုသဘောထားကြီးကြီးနဲ့နားလည်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလေးလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားလေးပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။